ကြလောပဲမင်္ဂလာပါကျွန်တော်ရဲ့ 2D ပုံနာ YouTube channel တက်ကလေးရနေပြီးတော့ကျွန်တော်ရဲ့ချမိတ်ဆွေညီကိုမောင်နှမဦးလေးတော်ဖိုးဖွာအကိုဒီမားဒီအားလုံးအားလုံးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာရင်းနဲ့နှွေးထွေးတော်ပြန်လဲကြိုဆိုလိုက်ပါရယ်ဗျအားလုံးပဲဒုတိယမကြံစေးကြီးချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေစီးပွားရေးလူမှုရေးကျမ်းမာရေးကစားဒီလာတို့ဘွားကြပါစေနော်ကျန်တိုင်းအောင်လူလဲလူတိုင်းပြေးကြပါစေတောင်းတဆုများလုံးလုံးတော်ပြည့်စုံကြပါစေမင်္ဂလာရှိသောနေ့ရဲ့အချိန်ကာလေးတွေကိုလည်းကိုစီကိုစီပိုင်ဆိုင်နိုင်ကြပါစေအောင်လေးရဲ့ live show လေးကိုမြင်တဲ့အချိန်တွေ့တဲ့အချိန်မှာစားလို့မင်္ဂလာရှိသောစကားမင်္ဂလာရှိသောသတင်းကောင်းလေးတွေကိုလည်းအမြဲတမ်းနားထောင်ကြရပါစေကြားသိရပါစေလို့အောင်လေးကဆုမကောင်းတောင်းပေးနဲ့အားလုံးအားလုံးကိုနှွေးထွေးစွာပြန်လဲပြီးတော့ရောရဲ့ဒုတိယပုံနာ YouTube channel တက်ကလေးကနေ င်နွေးထွေးစွာကျူစုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ဒီလာရှိုးဗီဒီယိုဖိုင်လေးကျွန်တော်ကိုရီမိုင်အားလုံးအတွက်အမြဲတမ်းတင်ပြနေကြဖြစ်တဲ့ကျွန်တော်ရဲ့ channel မူရင်း channel လေးတွေမှာအမြဲတမ်းတင်ပြနေကြဖြစ်တဲ့တပတ်စာလက်ဆောင်အချုပ်ကလေးပေါ့နော်ဒါဒီမှာပုံနာ YouTube channel တက်ကလေးရတယ်ပြီးတော့လာရောက်မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ ျွန်တော်ဒီမားတွေအားလုံးအတွက်အကျိုးရှိမယ်လို့ထင်တယ်ဆိုရင်ဒီ channel လေးကို like subscribe လေးတွေနှိပ်ပြီးတော့ကြည့်ပေးပါအများသူငါတွေ့အများသူငါရအောင်ပြန်လဲပြီးတော့မျှဝေပေးကြပါ share ပေးကြပါလို့မြင်ရရခံပါတယ်ဒီ channel တကယ်လေးကို subscribe မနေရသေးရင်အားလုံးပဲ channel ကို subscribe လေးတွေနှိပ်ထားပေးရင်အမြဲတမ်းမြင်ရမှာတွေ့ရမှာဖြစ်ပါတယ် notification လေးတွေလည်းယူထားပေးပါတော့အားလုံးပဲ like လောက်မလေးတွေလည်းတောက်ပြီးတော့အားပေးသွားကြပါအောင်ခင်ဗျနော်ရှယ်မှုရှယ်အားလေးနဲ့ကူညီပေးပါ Viber Facebook Messenger Telegram Message ဒီနေရာလေးတွေကိုပေါ့နော်ကာလုံးကတူကစေတနာတူကမြစ်တာပေါ့ကျွန်တော်လည်းအားလုံးအားလုံးတို့ကိုအကျိုးရှိ စီမှာ live show လေးတွေကိုနေ့စဉ်နဲ့မြကြိုးစားပြီးတော့တင်ပေးသွားပါမယ်။မျှဝေပေးသွားပါမယ်။အဲ့တော့ကျွန်တော်ကိုကြီးဒီမိုင်းအားလုံးကလည်းတကူကစေတနာတကူကမြတ်တာကိုင်းကျုံးမိကျွန်းကမ်းမိအားပေးကြပါဝင်းရံပေးကြပါအောင်ခင်ဗျ။နော်ကျွန်တော်ရဲ့ channel ဒါအောင်လေးတော့အောင်လေးပဲဒါပေမဲ့ဒါကျွန်တော်ထုံးစံတိုင်းပဲပုံနာ YouTube channel လေးလို့ကျွန်တော်ဖွင့်ထားပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာအားလုံးကဒီ channel မှာကျွန်တော်တို့ပြန်တွေ့တယ်မြင်ခဲ့တယ်လူပေါင်းကိုကြီးဒီပိုင်းအားလုံးကလည်း channel ကို subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ကြပါနဲ့နော်ဒါအားလုံးပဲဝင်လာနဲ့လမလေးတောက်ပေးပါမန်လေးတွေရေးပေးပါမင်္ဂလာရှိအောင်လို့မင်္ဂလာပါလို့ပေါ့နော်အဲ့တော့ကျွန်တော်ဘာလို့ပြောမှလဲဆိုတော့ကျွန်တော်တို့ဒါအုံးရက်တွင်မှာဒါမပြောက်သွားတဲ့ဒါ၃ရက်တွင်လဲကြားနိုင်ခြင်းရှိတယ်ကျွန်တော်ရဲ့ဒါတပတ်စာမွေးဖော်မြူလာအရာမပြောက်ပတ်သည့် အထီကြီးထိတ်စီးထီကြီးအပြီးပေါက်အခွေလေးနဲ့မွေးကွက်ကလေးတွေမပြောင်းပရိတ်ကလေးတွေအပြီးပေါက်အခွေဝူးလေးတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်အလုံးကကြိုင်းနေတဲ့တရာလေးတွေကိုတစ်ခုခုကိုယူသုံးပြီးတော့မွေးနိုင်ပါတယ်ကိုကြိုင်းနေတဲ့အရာတစ်ခုကိုယူသုံးပေးပါလို့အောင်လေးကအကြံပေးပါနော်ဆိုတော့ကျွန်တော်ကိုကြီးမှာအလုံးကဘလို့လဲဆိုတော့ဒါကျွန်တော်အရင်ဆုံးပြောမှာကတော့ဒါအကိုကြီးတွေမကြီးတွေကစောမယ်ဆိုရင်ကိုကြိုင်းနေတဲ့အရာတစ်ခုကိုယူသုံးပါနော်ဥမာကျွန်တော်ထိတ်စီးမပြောင်းပတ်သီးသည်ထိတ်စီးသုံးလုံးအခွေသုံးလုံးဖြစ်ပါမယ်နော် အဲ့ဒီအထိတ်စီအတော်လုံးအထီကြီးဒီအပီးလေးပေါင်းနိုင်ကြီးရှိရယ်ဆိုတဲ့ကြောင့်မကိုကြီးမိုင်အလုံးကလိုက်မှတ်ပြီးကြပါမန်ထဲမှာလည်းရေးပြီးသွားကြပါစောက်ထဲမှာလည်းမှတ်ခဲ့ပါနော်အမြင်နဲ့လည်းသတိတရလေးနဲ့မှတ်ထားပြီးပါလုံအောင်သိကြပါအကျိုးရှိမှာပါနော်ကျွန်တော်ရဲ့ဒဗဆာလက်ဆောင်အချုပ်ကလေးကိုတီးပြီးသားအကိုကြီးမိုင်အလုံးကလည်းသိပါတယ်တိုင်းနှစ်သက်တာကိုယူသုံးနိုင်ပါတယ်ယူပွေးနိုင်ပါဥမာပရိတ်တို့မွေခွက်ကလေးပေါ့နော်တခါပြောပါမယ်အဲ့တော့ကျွန်တော်29ရက်ကနေပြီးတော့ဒါ30ရက်နေ့ဒီဖြစ်မယ်ပေါ့နော်ဒါဒါပေမဲ့29ရက်ကနေ 6ရက်နေ့အထိပဲတိတိမမိမွေးကြည့်လိုက်ကိုရီမားအတွက်လုံးဝအကျိုးရှိမယ်နော်အဲ့တော့အကျိုးရှိမယ်လို့ထင်တယ်ဆိုရင်ဒီ channel လေးကိုမဖြစ်မနေ subscribe လေးတွေနှိပ်ထားပေးအမြဲတမ်းမြင်ရအောင်တွေးရအောင်လို့ပေါ့နော်အဲ့တော့ကျွန်တော်ရွေးချယ်ထားတာကမပြောက်ပတ်သေးထိစီအထီကြီးအပီးလေးပေါက်လို့ရတယ်အထီကြီးအခွေအပီးပေါက်လေးပေါ့နော်3 4သည်မပြောက်ပတ်သေးထိစီအထီကြီးအပီးပေါက်အခွေပါ3 4သည်မပြောက်ပတ်သေးထိစီအထီကြီးအပီးပေါက်အခွေဖြစ်ပါအပီးလေးပေါက်လို့ရတယ်ဒီကနန်း3လုံးသည်လုံးဝမပြောက်သွားတယ်မပြောက်ပတ်သေးလည်းဖြစ်ပါတယ် နော်ကိုရီမားရဲ့ကြိုင်းနှစ်တက်တဲ့တလုံးကိုရွေးထုတ်ပြီးတော့ပတ်ကြည့်လိုက်၊မွေးကြည့်လိုက်ဒါအကျင့်အကျင့်ပေးတာနော်ဒါကိုရီမားရဲ့လက်ကြီးသမားတော်တော်များများကကျွန်တော်အကြောင်းကိုလေးလာခြင်းနဲ့ဆုံးဖြတ်သုံးသက်ခြင်းနဲ့တို့ဒီလိုက် show လေးကိုအမြဲတမ်းဝင်ရောက်ကြည့်ရှုပြီးတော့ကျွန်တော်ရဲ့တပတ်စာလက်ဆောင်အချုပ်လေးတို့အမြဲတမ်းဝင်ရောက်အားပေးကြည့်ပါလောကကိုအကျိုးရှိစေရမယ်နော်အဲ့တော့3-4-4ဒီမပြောက်ပတ်ဒီထိတ်စီအထီကြီးအပြီးပေါအခွေဘူးလို့လည်းရပါတယ်ဒီကဏ္ဍ3လုံးထဲကမှကျွန်တော်မွေးကွက်ကလေး6ကွက်ရွေးထားပါတယ်เนาะအားလုံးပဲဆုံးကမ်းနိုင်အောင်နားထောင်ပြီးတော့ကြည်ပေးပါเนาะ သုံးကိုလေးမပြောက်ပတ်သည်ထိတ်စီအထီကြီးဖြစ်ပါတယ်ကျွန်တော်ရဲ့လာပြီးမပြောက်ဘရိတ်ကလေးပေါ့နော်မပြောက်ဘရိတ်ကလေးတေးကြတယ်အကိုဒီမရဲ့အတွက်အရန်ကြိုက်မယ်လို့လည်းမျှော်လင့်ပါတယ်တေးချာလေးမွေးပြီးတော့စော်ပြီးပါမပြောက်ဘရိတ်ကိုပေါ့နော်နှစ်လေးသည်ကျွန်တော်အကိုဒီမရဲ့အားလုံးအတွက်လုံးဝမပြောက်သွားမဲ့ဇာတူမွေးဘရိတ်နှစ်လေးဘရိတ်ဖြစ်ပါတယ်နှစ်လေးဘရိတ်ပါမပြောက်ဘရိတ်ဇာတူမွေးဘရိတ်ပေါ့နော်ဒါမဘရိတ်အာပေါ့နော်မပြောက်ပရိတ်ပေါ့နှစ်လေးမွေးပရိတ်ဖြစ်ပါတယ်နှစ်ပရိတ်လေးပရိတ်ပါအကိုကြီးဒီမကြီးအားလုံးကြိုက်တဲ့တတ်တာလေးကိုယူပြီးတော့မွေးပြီးပါကစားပြီးပါ เนาะနောက်ပြီးတော့အပီးပေါက်ရှယ်ခွေဘူးပေါ့တပတ်စာအပီးပေါက်တေးကြတဲ့နှစ်ကြိမ်သုံးကြိမ်လာကိုလာနေစရာမှာကျွန်တော်ရဲ့အပီးပေါက်ရှယ်ခွေအပူပါခွေဆော်ပေးပါเนาะ၃ကိုလေးဒီမပြောက်ပတ်သေးထိတ်စီအထီကြီးအခွေပါเนาะဒါမပြောက်ပတ်သေးကပို့ပြီးတော့အားသာတယ်ပေါ့ဒါမပြောက်ပတ်သေးအတာအပီးပေါက်နိုင်ကြီးရှိတယ်လို့လည်းကျွန်တော်ပြောတာအဲ့ဒါအပတိုင်းလဲတေးကြတဲ့တစ်ကြိမ်အပီးပေါက်တာရှိတယ်ဒါနှစ်ကြိမ်အပီးပေါက်တာရှိတယ်ဒီကြောင့်မလို့ပျောက်လဲမပျောက်သွားတယ်ကျွန်တော်ရဲ့မပျောက်ကနန်းလေးတွေပေါ့เนาะအဲ့တော့နှစ်လေးဒီပြိတ်ပါ 1689ဒီအပီးပေါင်းအပူးပါ ခွေဆော့ပေးပါ1689ဒီကျွန်တော်ရဲ့တပတ်စာအပီးပေါင်းအပူးပါခွေဆော့ပေးပါ1689အပီးပေါင်းအပူးပါခွေရစားပေးကြပါခမရနော်အကိုကြီးဒီမကြီးအားလုံးတို့အကြိုက်တူနှစ်သက်တာကိုယူသုံးပါယူခွေစားပါနော်1689ဒီတပတ်စာအတွက်အပီးပေါင်းအပူးပါ ခွေဆော့ရအောင်မဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးရှယ်အခွေဘူးအပီးပေါင်းအခွေဘူးပါအ ਨੇ ဆုံးတစ်ချိန်သုံးဖို့နှစ်ချိန်လာနိုင်ရည်ရှိပါတယ်အကျိုးရှိကြည့်အသုံးပြုကျွန်တော်ကိုယ်ဒီမှာအားလုံးအတွက်ငွေဖြစ်နိုင်ပါတယ် နောက်ပြီးတော့နေလေးဒီမပြောင်းရိပ်ပါသုံးကိုလေးဒီထိတ်စီမပြောင်းပတ်ဒီကီအခွေပေါ့နော်အဲ့တော့သုံးကိုလေးမပြောင်းပတ်သည်ထိတ်စီအထီကြီးတဲ့ကကျွန်တော်ရွေးချယ်ထားတဲ့သုံးနဲ့ပတ်သက်လို့မွေးကနန်းလေးထပ်ပြောပေးပါမယ်။အားလုံးပဲလိုက်ပြီးတော့မှတ်သွားပေးပါ။အမြဲတမ်းအမတ်ရအောင်မှတ်ထားပေးပါခင်ဗျာ။အကျိုးရှိရှိအသုံးပြုစေခြင်းလို့ပါနော်။အားလုံးအားလုံးတန်ဖိုးထားရင်တော့တန်ဖိုးများပါပါ။တော့ကျွန်တော်ကိုဒီမှာအားလုံးမဖြစ်မနေတင်ထားပြီးတော့စေထားပေးပါနော်။သုံးနဲ့ပတ်သက်လို့30 39ဆိုတဲ့မွေးကနန်းလေးနှစ်ကွက်ရွေးချယ်ထားပါရစေ။ 3039ဆိုတဲ့မွေးကနားလေးနှစ်ကွက်ပါ9နဲ့ပတ်သက်လို့9090ဆိုတဲ့မွေးကနားလေးနှစ်ကွက်ရွေးချယ်ထားပါတယ်9090ပါเนาะ39လေးမပြောင်းထိတ်စည်းတဲ့ကကျွန်တော်ရွေးချယ်ထားတဲ့3ပိုင်3ပတ်သီးနဲ့ပတ်သက်လို့3039ပါမွေးကနားနှစ်ကွက်အမားကင်ဆွားမှာပေါ့เนาะပုံမွေးရမှာပေါ့9နဲ့ပတ်သက်လို့က9090မွေးကနားလေးနှစ်ကွက်ရွေးချယ်ထားပါတယ်6နဲ့ပတ်သက်လို့က4846ဆိုတဲ့မွေးကနားလေးနှစ်ကွက်ရွေးချယ်ထားပါတယ်6 လေးခြောက်ပါနော်အဲ့တော့၄၈လေးခြောက်ပါကျွန်တော်ခွေမအားလုံးတို့အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်အဲ့တော့အစားအနေအဆုံးထိပြန်လဲပြီးတော့နားထောင်ပြီးတော့တည်တည်ချာချာလေးလေးနက်ကလေးနဲ့မှတ်ထားပေးပါအကိုမေးမအတွက်ဒီတပတ်စာလက်ဆောင်အချုပ်လေးကအ ਨੇ ဆုံး၅ချိန်သို့မဟုတ်၃၄ချိန်မှအမြဲတမ်းအကျိုးရှိနေကြအကျိုးရှိတယ်နော်အပတ်တိုင်းအပတ်တိုင်းကျွန်တော်ရဲ့တပတ်စာမွေးဖော်မြူလာအရာအပတ်တိုင်းအောင်မြင်နေလို့ ကျွန်တော်အကိုကြီးဒီမကြီးအလုံးအတွက်စေတနာအသီးသန့်လေးနဲ့လာရောက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်။ဘယ်သူမှအားကိုးစရာမလိုဘယ်သူမှဆရာတင်စရာမလိုကျွန်တော်အကိုဒီမကြီးအလုံးမကအကြိုက်တူနှစ်သက်မယ်ဆိုရင်အကျိုးရှိယူသုံးပါလုံးဝအကျိုးရှိစီရောက်မယ်နော်အလုံးအလုံးစေတနာဒူလို့ကံဒူလို့အကျိုးပေးကြပါစေ။ ဟုတ်အားလုံးပဲဒီလောက်ပါပဲအဲ့တော့တပတ်စာလက်ဆောင်ချုပ်လေးကိုကြီးတွေမာကြီးတွေအလုံးမကပရိကြိုင်ပရိယူမွေးပါတပတ်စာမပြောင်းပတ်ဒီအခွေ၃လုံးကိုကြိုင်ရင်အခွေ၃လုံးကိုယူမွေးပါမွေးကနန်းလေး၆ခွက်နဲ့အတူပေါ့တပတ်စာအပြီးပေါက်ရှယ်ခွေဘူး၁၆၈၉ကိုမွေးချင်တယ်ဆိုရယ်ကိုဒီမာအလုံးကလည်းဒီအခွေလေးကိုမွေးနိုင်ပါနော်ကဲအလုံးပဲဒီလောက်ပါပဲအလုံးအလုံးအတွက်ကြိုင်းနေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel ပုံနာ YouTube channel အသေးကလေးကို like subscribe လေးနှိပ်ပြီးတော့ကြည့်ပေးပါအများသူကတွေ့အများသူကရအောင် share မှု share လေးတွေနဲ့ကူညီပေးသွားကြပါအောင်လို့ မြေတာရက်ခဲတောင်းဆိုပါနော်ဒါပေမဲ့ like subscribe လေးတွေနှိပ်ထားခဲ့ပါဦးခင်ဗျမင်္ဂလာရှိအောင်မင်္ဂလာပါလို့မှန်လေးရေးပေးပါခဏန်းလေးတွေလည်း like ပြီးတော့မှတ်ပေးပါနော်အစားနဲ့အဆုံးထိလည်းပြန်ပြီးတော့ကြည့်ပေးကြပါလို့နော်ကဲအားလုံးပဲဘိုင်းဘိုင်ပါအဆင်ပြေကြပါစေအားလုံးကန်တို့လို့အကျိုးပေးကြပါစေခင်ဗျနော်